ဥရောပသမဂ္ဂ EU ဈေးကွက်ကိုအဓိကတင်ပို့နေတဲ့မြမကျွန်းတစ်ခွဲသားတွေဟာလက်ရှိမှာတော့အရေးအသွေးပိုင်းဆိုင်ရာကြာဆင်းမှုတွေရှိလာလို့ရေရှည်အတွက်စိုးရိမ်စရာအခြေအနေပါလို့မြမတစ်သောထောက်ခံချက်ပြုရေးကော်မတီကပြောပါတယ်ဥတိုက်တင်တင်ပြပို့ထားတာပါ မြန်မာကျွန်းတက်ဟာနိုင်ငံကဈေးကွက်မှာရေသွေးကောင်းမှုလို့ကမ္ဘာတန်ဖိုးမြင့်ဈေးကွက်ဝင်ကုန်စည်းအနေနဲ့ဆယ်စုနှစ်ပေါင်းများစွာရပ်တည်ခဲ့တာပါလက်ရှိမှာတော့မြန်မာကျွန်းတက်ခွဲသားတွေဟာရေသွေးပန်းဆိုင်ရာကျဆင်းမှုတွေရှိလာလို့အဓိကတင်ပို့နေတဲ့ EU ဈေးကွက်အတွက်တော့ရေရှည်မှာစိုးရင်စရာအခြေအနေရှိလာနိုင်တယ်လို့မြန်မာတတော်ထောက်ခံချက်ပြုရေးကော်မတီအတွင်းရေးမှူးကပြောပါတယ်ကျိုးပဲတော့ quantity မှာသူကတော်တော်လေးမြင့်ရတယ်အဲ့တော့မြန်မာပြည်ရဲ့အနေအထားဥရောပအလုံးတွေကလည်းတည်သွားတယ် quantity တွေကလည်း ကြာသွားတယ်။ဟောသူတို့ EU ကလည်းသူတို့လိုချင်တဲ့အရင်တွေးရအရင်အတိုင်းပဲဖြစ်နေတော့ဈေးကောင်းရတဲ့ပစ္စည်းကိုဘူးလို့ supply လုပ်ဖို့ကဘူးလို့မှတဖြည်းတဖြည်းတော့အခက်အခဲရှိလာတယ်။ဒါဆိုရင်ဇာလည်းကောင်းပါတယ်။ဒီပြင်တဆိုင်ရန်ဆိုအဖွဲ့စည်းကတက်တော့တယံစရာပြုံးသိမှုကိုပြန်လည်ပြုပြင်နိုင်ဖို့အတွက်ပြည်တွင်းမှာတက်ထုတ်လုပ်မှုကိုအခု2016စက္ကွန်ဘဏ္ဍာနှစ်မှာလုံးဝရင်နာမှာဖြစ်တဲ့အပြင်ဘကူရုမှာတတော်ကနေကျုံးနဲ့တက်မှာထုတ်လုပ်မှုကိုလည်း10နှစ်အထိနှားပေးဖို့ဆုံးဖြတ်ထားတာပါ ဒါကြောင့်လာမယ့်2018ဘဏ္ဍာနှစ်ကစပြီးမြန်မာတော်တော်ကဏ္ဍကရရှိတဲ့နိုင်ငံဝင်ငွေကတာဆင်းမှုရှိလာနိုင်တယ်လို့သုံးသပ်ထားပါတယ်ဒီနေ့လည်းအဲ့ဒီဖြစ်ကားတော့တိတ်ပြီးတော့ကြသွားစရာအကြောင်းတော့မရှိပါဘူး။ဘာလို့ဆိုတော်တော်များများမှလည်းကုန်ကျန်းတွေရှိကြတယ်။သူတို့လည်းဆက်ဆက်ထုတ်နေတယ်ပေါ့နော်။အဲ့ဒီ2016 2019ကလည်းဥရောဒီငွေပမာဏကတော့ရနိုင်တဲ့အနေအထားရှိပါတယ်။ဥရောဆိုရင်က2018 အဲ့အပိုင်းတော့မဟုတ်လို့နင်းနေနေနဲ့ဆွဲနေတာပါဒါမှမဟုတ်ဒီနှစ်အတွက်ကတော့ဒီနှစ်ပြဿနာမရှိပါဘူးလို့လက်ရှိမှာတော့မြန်မာနိုင်ငံကကျွန်းတစ်ခွဲသားအပါအဝင်တပားလွှာတွေကို EU နဲ့အိန္ဒိယဇီဝတ်တွေစီတင်ပို့မှုရှိနေတာဖြစ်ပြီးတနည်းကိုပြည်မြအနေနဲ့ဒါဝင်ငွေ American dollar တန်120နီးပါးရရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုက်စင်သတင်းပေးပို့ထားတာပါ